ဗုဒ္ဓဘာသာဝင်သူတော်စင်များဟာမိစ္ဆာတတိ62ပါးကိုကြောက်ပြနာပါရှိပြီဖြစ်ပါတယ်။သို့တော်လည်းပဲယင်းမိစ္ဆာတတိ62ပါးရဲ့အထိပ္ပယ်ကိုတော့တိရတ္ထုအတော်လေးနေပါပါလိမ့်မယ်ဟုဆုဆရပါတယ်။ဒါကြောင့်ဒီကနေ့ကသီလခန္ဓာဝေကပါဠိတော်ဗြဟ္မဇာလသောနဲ့လာရှိသည့်တက္ကရာတတိ62ပါးအထိပ္ပယ်ကိုလိုရင်းတို့ရှင်အနေနဲ့ဖော်ပြပေးတော့ပါမယ်။ မိစ္ဆာတည်း62ပါးတည်းမှာအတိတ်ဘဝနဲ့ပတ်သက်ပြီးအယူမှားထားတာက18ခုအနာဂတ်နဲ့ပတ်သက်ပြီးအယူမှားတာက39ခုပစ္စုပန်နဲ့ပတ်သက်ပြီးအယူမှားတာက5ခုပေါင်း62ခုဖြစ်ဒီကို62ပါးဖြစ်ဒီကိုတွေ့ရပါတယ်ယနေ့အပြန်သတ္တရာဒိဋ္ဌိဧကိသသတ္တရာဒိဋ္ဌိအန္တနန္တဒိဋ္ဌိစသည်ဖြင့်ခွဲခြားပြထားသည်ကိုလည်းတွေ့ရပါသည် ရင်မိစ္ဆာဒိဋ္ဌိတို့နဲ့ပတ်သက်ပြီးတော့ဘုရားကဘယ်မိစ္ဆာဒိဋ္ဌိဘုရားကမိစ္ဆာဘယ်မိစ္ဆာဒိဋ္ဌိကိုခွဲခြားမပြတော့ပဲ62ပါးသောမိစ္ဆာဒိဋ္ဌိအရေးတက်ကိုဆိုလျင်အစဉ်အတိုင်းဖော်ပြပေးသွားပါမယ်။နံပါတ်1ဘဝသိမ်းပေါင်းများစွာရှေ့ကဖြစ်ခဲ့မှုတဲ့ခန္ဓာစဉ်ကို တွေးတောကြည့်နိုင်တဲ့ပုဗ္ဗနိဝါဒနောတိဉာဏ်ကိုရသောသူသည်မိမိရထူဘဝသိမ်းပေါင်းများစွာတင် ဒီနာမည်အမျိုးအနေနဲ့နေခရတာကြောင့်ငါယခန္ဓာအိမ်အတ္တနဲ့တတ္တဝါတွေနေထိုင်တဲ့တတ္တလောကမြဲတယ်လို့ယူဆခြင်းနံပါတ်1ဘဝပေါင်းများစွာတန်ဝတ္တဝိဝတ္တကပ်ပေါင်းစေကဘာမြတ်ခန္ဓာအစဉ်ကိုတည်တော်နိုင်တဲ့သူဟာ မိမိရာထိုဘဝသင်္ဘောင်းများစွာတည်းဒီနိုင်မဲ့ဒီနိုင်မဲ့အမျိုးအနွယ်နဲ့နေခဲ့ရတာကြငါ့ခန္ဓာရဲ့အတ္တနဲ့တတ္တဝါတွေနေထိုင်တဲ့တတ္တလောကမြစ်တယ်လို့ယူဆခြင်းနံပါတ်3ကက္ကပါပေါင်း40မြားလောက်ခန္ဓာအစဉ်ကိုတည်တော်နိုင်တဲ့သူပါမိမိရာထိုဘဝသင်္ဘောင်းများစွာတည်း ဒီနမတိအမျိုးအနွယ်နဲ့နေခဲ့ရတာကြောင့်ငါဤခန္ဓာအိအတ္တနဲ့တတ္တဝါတွေနေထိုင်တဲ့တတ္တလောကမြတ်တယ်လို့ယူဆခြင်းဇံအပင်ခြင်းမရဘဲမိမိစိတ်ကူးကြံစထင်မြင်လာတဲ့အတိုင်းအတ္တနဲ့တတ္တလောကဟာမြတ်တယ်လို့ယူဆခြင်းနံပါတ်၅ကဗာပြတ်သောအခါကောင်းမှုရှိတဲ့သူဟာဒုတိယဘုံဒုတိယဇံဘုံစတဲ့အထက်ဘုံများသို့ရောက်ပြီး မကမှုရှိတဲ့သူဟာဝိသင်ငရဲ့သူကြောက်ရောက်ကြရတယ်။ကြံတဲ့ဘုံဌာနအလောကကဘာပြည့်ရင်ပျက်စီးသွားကြတယ်။ကဘာသည့်ပြန်လေဖြစ်ပေါ်လာရင်ရောက်တဲ့အခါတတဝမရှိသေးတဲ့မြမဘိမှန်တစ်ခုပေါ်ပေါက်လာခဲ့တယ်။ထိုမြမဘိမှန်ကိုကံကုံလို့၎င်းတတန်းကုံလို့၎င်းအဘဒရဘုံမှမြမတူဟာမြမဘိမှန်မှာအစဦးဆုံးမြမကြီးတူဖြစ်လာတယ်။ ထွန်းတော်မြမကြီးမှာကျန်တဲ့မြမများဖြစ်လာရင်ကောင်းမယ်လို့စိတ်ကူးတဲ့အခါအာဘဒရဘုမတတန်းကြောင့်လကောင်ကံကုံလို့လကောင် ကျန်မြမများလည်းရောက်လာကြတယ်။နောက်မှာမြမဗိမာန်ရောက်တဲ့သူမြတ်ဟာမြမပြေကနေလူပြည်ရောက်ပြီးလူပြည်မှာရှေးဖြစ်ခဲ့တဲ့မြမဗိမာန်တွင်မြမဖြစ်ခဲ့တဲ့အဆင့်ထိပ်သာဆင်ခြင်နိုင်ပြီးထို့ထက်မကြင်နိုင်တဲ့အတွက်ထိုသူမြတ်ဟာငါတို့မြတ်ပြီဖြစ်စဉ်ကမြတ်ကြီးဟာသူက အရင်မြမပြည်ဖြစ်တယ်။နောက်ပြီးခုတွေလည်းမြမပြည်မှာတည်နေတယ်။ငါတို့ကတော့ခုလူပြည်ကိုရောက်နေတယ်။ဒါကြောင့်မြမမင်းကြီးရဲ့ခန္ဓာမှာရှိတဲ့အတ္တနဲ့တတ္တလောကဟာမြဲတယ်။ငါတို့ကတော့မမြဲဘူးလို့အယူရှိကြတယ်။အဲဒီလိုပဲမြမပြည်မှာပရမအုဆုံးမြမဖြစ်တဲ့မြမကြီးကလည်းငါဟာနောက်မြမတွေရောက်လာရင် ကောင်းမယ်လို့စေကူးတဲ့အခါသူတို့ဖြစ်လာကြတယ်။ ဒါကြောင့်ငါဖန်ဆင်းရှင်ဖြစ်တဲ့နောက်ပြီးငါခုဒီဗြမဘိမှန်မှာပဲတည်ရှိနေသေးတယ်နောက်မှဖြစ်တဲ့ဗြမတွေကမရှိကြတော့ဘူးအဲ့ဒါကြောင့်ငါသားလျင်ဖန်ဆင်းရှင်ငါသားလျင်မြဲတယ်ကျန်တယ်မမြဲဘူးတချို့မြဲတယ်တချို့မမြဲဘူးလို့အယူရှိခြင်းကုသိုလ်ကအကျိုးပေးကိုသိချမသိလို့အသက်ရှိခြင်းအသက်ရှိခြင်းကို မြဲတယ်တတ်တူခြင်းကိုမမြဲဘူးလို့ယူဆခြင်းဖြစ်ပါတယ် နံပါတ်6စားချိန်ကိုမေ့သည့်အတိုင်းအောင် အပြည့်ကျူးတဲ့နှက်တွေဟာ စားချိန်မစားတဲ့အတက်သေးလွန်ပြီးလွတ်ပြီးရောက်လာတာကရှေးကနတ်ဖြစ်ခဲ့တဲ့ဘဝကိုဆင်ခြင်ကြည်တော့အခါနတ်ပြည်မှာကြံခဲ့တဲ့နတ်တွေရဲ့အတ္တနဲ့တတ္တလောကဟာမြဲတယ်ငါတို့ကြတော့မမြဲလို့သိခဲ့ရတယ်ငါတို့ကြမမြဲလို့သိခဲ့ရတယ်တချို့မြဲတချို့မမြဲလို့အယူရှိကြအယူရှိခြင်း ကိုကိုကို အစားစားခြင်းမစားပဲပျော်ပါလွန်လို့တရားတော်ကိုမသိပဲစားခြင်းတန်စားတဲ့နဲ့တွေကို သူတို့လိုမသိလို့မြဲတယ်သူတို့ကြတော့မမြဲဘူးလို့အယူမှခြင်းဖြစ်ပါတယ်နဘက်ခွန်ဒေါသကြီးလို့တေကရတဲ့နဲ့တွေကလွတ်ပြေးရောက်တဲ့အခါရှေးကနတ်ဖြစ်ရတဲ့ကိုပြင်းမြင်နိုင်လို့ကြည့်လိုက်တော့သူတို့ကသိရလို့မမြဲဘူးဒေါသမဖြစ်တဲ့နဲ့တွေကမြဲတယ်လို့တချို့မြဲတချို့မမြဲလို့အယူမှခြင်း ကိုဒေါသကြီးလို့နတ်ဘဝတရားတော်ကိုဒေါသမကြီးသူတွေနဲ့သွားရှင်ပြီးမြဲတယ်မမြဲဘူးလို့ယူမခြင်းဖြစ်ပါတယ်။နံပါတ်၈မိမိဉာဏ်နဲ့ထင်မြင်လာတဲ့အတိုင်းစေကုနဲ့ကြံစပြီးမျက်စိနာစတဲ့ရုပ်တရားတွေကတော့ပျက်စီးတဲ့အတွက်မမြဲဘူးစိတ်ကလေးတော့သေစိတ်ကလေးကတော့သေလည်းမသေဘူးဖောက်ပြန်ခြင်းလည်းမရှိဘူး။ဒါကြောင့်မြဲတဲ့ရုပ်တရားတွေကမမြဲဘူးလို့မိမိထင်တဲ့အတိုင်းယူဆတဲ့အယူမဖြစ်ပါတယ်။ နံပါတ်9အချို့လောကီဇံရတဲ့ပုဂ္ဂိုလ်တွေဟာမိမိတို့ရတဲ့ဇံ၄ပွားများတဲ့အခါစိတ်တည်ကြည်ခြင်းရပြီးလောကအဆုံးရှိတယ်လက်ပဲသွာလာနိုင်တဲ့ခကြီးရှိတယ်လို့ယူရှိခြင်းနံပါတ်10အချို့လောကီဇံရတဲ့သူတွေဟာမိမိတို့ရတဲ့ဇံ၄ပွားများတဲ့အခါစိတ်တည်ကြည်ခြင်းရလာပြီးလောကအဆုံးမရှိဘူးအပိုင်းခြားလည်းမရှိဘူးလို့ယူရှိယူရှိခြင်းနံပါတ်၁ အချို့လောကီဇံရတဲ့သူတိဟာမိမိတို့ရတဲ့ဇံတွေပွားများတဲ့အခါစိတ်တည်ကြည်ခြင်းရပြီးလောကတွင် အပေါ်နဲ့အဟာအဆုံးရှိတဲ့ဘိဗဝဉ္ဇဉ်ကတော့အဆုံးမရှိဘူး။ဒါကြောင့်လောကအဆုံးလည်းရှိတယ်အဆုံးလည်းမရှိဘူးလို့အယူရှိအယူရှိခြင်းနံပါတ်12တေချောကမိမိဘာသာစဉ်းစားဆင်ခြင်ပြီးလောကဟာအဆုံးရှိတယ်လည်းမဟုတ်အဆုံးမရှိတယ်လည်းမဟုတ် အဆုံးရှိမရှိလည်းမဟုတ် တကယ်တော့လောကဟာအဆုံးရှိလည်းမဟုတ်အဆုံးမရှိလည်းမဟုတ်ယူရှိယူရှိခြင်းနမဆက်တော့သူများကကုသိုလ်အကုသိုလ်အကြောင်းကိုမေးလျင်ဖျက်ပါမှုကမှမိကြောက်၍ဟိုယူလဲငါမယူဒီအယူလဲငါမယူဟိုဟာတရားဘယ်ဟာမှမယူတာလဲမဟုတ်စသည်ဖြင့်စကားလွှဲယူသောအရှူဝါဒနံပါတ်၄ ကုသိုလ်အကုသိုလ်ကိုသိချာမသိပဲဖြေကြလည်ရင်နှစ်သက်ခြင်းတတ်မှတ်ခြင်းအမျက်ထွက်ခြင်းစေတေကခြင်းစတဲ့ဥပါဒဏ်များဖြစ်ရင်ငါအာအန္တရာယ်ရှိတယ်ဆိုပြီးဟိုအယူလဲငါမယူဒီအယူလဲငါမယူဟိုဝဒီယာဘေဟာမမယူတာလည်းမဟုတ်စသည်ဖြင့်ဥပါဒဏ်ကြောက်လို့စကားလွှဲယူသောအရှူဝါဒနံပါတ်5မိမိကကုသိုလ်အကုသိုလ်ကိုသိချာမသိပဲဖြေဆိုလည်ရင် မိမိအဖြေကိုပညာရှိတွေကစစ်ဆေးရင်အန္တရာယ်ဖြစ်မည်ဆိုလို့ဟိုအယူလဲငါမယူဒီယူလဲငါမယူဟိုဟာဒီဟာဘယ်ဟာမှမယူတာလဲမဟုတ်စသည်ဖြင့်မိမိအယူဝါဒမှရင်ပညာရှိများကဲ့ရဲ့မည်ဆိုလို့စကားလွှဲယူသောအယူဝါဒနံပါတ်6မိမိကဘာအသိဉာဏ်များမရှိသည်ဖြင့်သူတစ်ပါးကမေးလျင်လေမင်းကတမင် တမလွန်ရှိတယ်ဆိုရင်အဲ့ဒါမှန်တယ်လို့ဖြစ်ဆိုမယ်ဒါပေမဲ့ငါဟိုအယူလဲငါမယူဒီအယူလဲငါမယူဟိုဟာတိဟဘေဟာမမယူတာလည်းမဟုတ်စသည်ဖြင့်ပညာနည်းပြီးကတိကတ်သက်လောကစကားလွှဲယူသောအယူဝါဒနဘဆကောစိတ်တရားနာမရှိတဲ့အတ္တဉ္ဇသက်ပြမသည်ပရိတန်နေတင်ညာစိတ်ဖြစ်ပေါ်လာခြင်းကြောင့် အတညာတဲ့ဗြဟ္မပြည်ကနေလူပြည်ရောက်ကာတရားအထုတ်သောစိတ်တည်ကြည်ခြင်းဖြစ်ပေါ်လာသည်ဖြင့်အတညာတဲ့ဗြဟ္မဘဝကနေသုရေကနေဖြစ်ပေါ်လာသောပရိသတ်ခြင်းဖြစ်ပေါ်လာခြင်းကိုအောင့်မေ့ဆင်ခြင်နိုင်ပြီးထို့ထက်ဘဝတွေကိုမဆင်ခြင်နိုင်ဒါနဲ့သူကအတ္တနဲ့တတ္တလောကဟာအကြောင်းမဲ့ဖြစ်ပေါ်လာတယ်ငါဟာရှိမှလည်းမရှိခဲ့ပဲ။ ခုဘဝမှာထင်ရှားစွာဖြစ်ပေါ်လာရတယ်ဒါကြအတ္တနဲ့တတ္တလောကအကြောင်းမဲ့ဖြစ်ပေါ်လာတယ်လို့အရှုမှခြင်းနံပါတ်7အချုပ်တော်သူများသည်မိမိဉာဏ်ဖြင့်ထင်မြင်ယူဆသည့်အတိုင်းစေကုတ္တတ်ဖြင့်အတ္တနဲ့တတ္တလောကဟာအကြောင်းမဲ့ဖြစ်ပေါ်တယ်လို့အရှုမှခြင်းနံပါတ်9အတ္တဝိညာဉ်အတ္တလေးဟာဖောက်ပြန်ခြင်းရှိတယ်တေတပင်မှာပြည့်စုံမတော်ဘူးအမတ်တညာလေးရှိသည်တယ်လို့အရှုမှခြင်း နံပါတ်20အတ္တဝိညာဉ်အတ္တလျာဖောက်ပြန်ခြင်းမရှိသိသွားတော်လည်းပြည့်စည်ခြင်းမရှိ အမတ်တင်ညာလေးရှိသေးတယ်လို့အရှုံးမခြင်းနံပါတ်21အတ္တဝိညာဉ်အတ္တလျာဖောက်ပြန်ခြင်းရှိတယ်လည်းဟုတ်တယ်မရှိတာလည်းဟုတ်တယ်သိသွားတော်လည်းပြည့်စည်ခြင်းမရှိ အမတ်တင်ညာလေးရှိသေးတယ်လို့အရှုံးမခြင်းနံပါတ်22 အတ္တဝိညာဉ်အတ္တလေးရဖောက်ပြန်တာလည်းမဟုတ် မဖောက်ပြန်တာလည်းမဟုတ်သိသွားတော့လည်းပြည့်စည်ခြင်းမရှိအမတ်တင်ညာလေးရှိတဲ့တယ်လို့အရှုမခြင်းနံပါတ်23အတ္တဝိညာဉ်အတ္တလေးဟာအစွမ်းပညာရှိတဲ့သိသွားပေမဲ့ပြည့်စည်မသွားဘူးအမတ်တင်ညာလေးရှိသေးတယ်လို့အရှုမခြင်းနံပါတ်25အတ္တဝိညာဉ်အတ္တလေးဟာအစွမ်းပညာမရှိဘူး တည်သွားတော့လည်းပြည့်စည်ခြင်းမရှိအမတ်တင်ညာလေးရှိသေးတယ်လို့ရှုမှတ်ခြင်းနံပါတ်25အတဝိညာဉ်အတ္တလေးရအစောပန်းချရှိတာလည်းဟုတ်တယ်အစောပန်းချမရှိတာလည်းဟုတ်တယ်တည်သွားတော့လည်းပြည့်စည်ခြင်းမရှိအမတ်တင်ညာလေးရှိသေးတယ်လို့ရှုမှတ်ခြင်းနံပါတ်26အတဝိညာဉ်အတ္တလေးရအစောပန်းချရှိတာလည်းမဟုတ်အစောပန်းချမရှိတာလည်းမဟုတ် တည်သွားတော့လည်းပြည့်စည်ခြင်းမရှိ အမတ်တင်ကြလေရှိသေးတယ်လို့ရှုမှခြင်းနံပါတ်29အတ္တဝိညာဉ်အတ္တလေးဟာတခုရီးသော အမတ်တင်ညာသာရှိတယ်တည်သွားတော့လည်းပြည့်စည်ခြင်းမရှိ အမတ်တင်ကြလေရှိသေးတယ်လို့ရှုမှခြင်းနံပါတ်28အတ္တဝိညာဉ်အတ္တလေးဟာအမျိုးမျိုးသောအမတ်တင်ညာရှိတယ်တည်သွားတော့လည်းပြည့်စည်ခြင်းမရှိ အမတ်တင်ကြလေရှိသေးတယ်လို့ရှုမှခြင်းနံပါတ်29 အတဝိညာဉ်အတ္တလေးဟာကျင်းငယ်တဲ့ကတိုင်းအာယုန်တွင် ဖြစ်တဲ့အမတ်တင်ညာရှိတယ်။သိသွားတော်တဲ့ပျက်စီးခြင်းမရှိအမတ်တင်ညာလေးရှိသေးတယ်လို့အရှင်မခြင်းအတဝိညာဉ်အတ္တလေးဟာတိုးပွားတဲ့ပမာဏရှိသောကတိုင်းအာယုန်တွင်ဖြစ်တဲ့အမတ်တင်ညာရှိတယ်။သိသွားတော်တဲ့ပျက်စီးခြင်းမရှိအမတ်တင်ညာလေးရှိသေးတယ်လို့အရှင်မခြင်းနံပါတ်31 အတ္တဝိညာဉ်အတ္တလေးဟာဆင်ဆက်ချမ်းသာရှိတဲ့သိသောတော်လည်းပျက်စီးခြင်းမရှိအမတ်တညာလေးရှိသေးတယ်လို့အရှုံးမခြင်းနံပါတ်30နဲ့အတ္တဝိညာဉ်အတ္တလေးဟာဆင်ဆက်ဆင်းရဲရှိတယ်သိသောတော်လည်းပျက်စီးခြင်းမရှိအမတ်တညာလေးရှိသေးတယ်လို့အရှုံးမခြင်းနံပါတ်33အတ္တဝိညာဉ်အတ္တလေးဟာချမ်းသာဆင်းရဲရှိတယ်သိသောတော်လည်းပျက်စီးခြင်းမရှိ အမတ်တင်ညာလေးရှိသေးတယ်လို့ယူမှခြင်းနံပါတ်34အတ္တဝိညာဉ်အတ္တလေးဟာချမ်းသာစင်ရဲ့မရှိသေသွားတော်လည်းပြည့်စည်ခြင်းမရှိ အမတ်တင်ညာလေးရှိသေးတယ်လို့ယူမှခြင်းနံပါတ်35အတ္တဝိညာဉ်အတ္တလေးဟာဖောက်ပြန်ခြင်းရှိတယ်သေပြင်းတော်ပြည့်စည်ခြင်းမရှိအမတ်တင်ညာမရှိလို့ယူမှခြင်း နံပါတ်36အတ္တဝိညာဉ်အတ္တလေးဟာဖောက်ပြန်ခြင်းမရှိသေပြီးနောက်ပျက်စီးခြင်းမရှိအမတ်တင်ညာမရှိလို့အယူမှားခြင်းနံပါတ်39အတ္တဝိညာဉ်အတ္တလေးဟာဖောက်ပြန်ခြင်းရှိတယ်လည်းဟုတ်တယ်ဖောက်ပြန်ခြင်းမရှိတယ်လည်းဟုတ်တယ်သေပြီးနောက်ပျက်စီးခြင်းမရှိအမတ်တင်ညာမရှိလို့အယူမှားခြင်း နံပါတ်38အတ္တဝိညာဉ်အတ္တလေးရာဖောက်ပြန်ခြင်း ရှိတာလည်းမဟုတ် ဖောက်ပြန်ခြင်းမရှိတာလည်းမဟုတ်သိပြီးနောက်ပြည့်စည်ခြင်းမရှိအမတ်တညာမရှိလို့အရှုံးမခြင်းနံပါတ်39အတ္တဝိညာဉ်အတ္တလေးရာအစွန်ပညာရှိတယ်သိပြီးနောက်ပြည့်စည်ခြင်းမရှိအမတ်တညာမရှိလို့အရှုံးမခြင်းနံပါတ်40အတ္တဝိညာဉ်အတ္တလေးရာအစွမ်းပန်းချမရှိဘူးသိပြီးနောက်ပြည့်စည်ခြင်းမရှိအမတ်တညာမရှိလို့အရှုံးမခြင်း နံပါတ်41အတ္တဝိညာဉ်အတ္တလေးဟာအစွန်ပိုင်းချရှိတာလည်းဟုတ်တယ်အစွန်ပိုင်းချမရှိတာလည်းဟုတ်တယ်။တည်ပြီးနောက်ပျက်စီးခြင်းမရှိအမှတ်တညာမရှိလို့ရှုမှခြင်းနံပါတ်42အတ္တဝိညာဉ်အတ္တလေးဟာအစွန်ပိုင်းချရှိတာလည်းမဟုတ်အစွန်ပိုင်းချမရှိတာလည်းမဟုတ်တည်ပြီးနောက်ပျက်စီးခြင်းမရှိအမှတ်တညာမရှိလို့ရှုမှခြင်း နံပါတ်43အတ္တဝိညာဉ်အတ္တလေယာဖောက်ပြန်ခြင်းရှိတယ်သိပြီးတော့ပြည့်စည်ခြင်းမရှိအမတ်တင်ညာရှိတာလည်းမဟုတ် အမတ်တင်ညာမရှိတာလည်းမဟုတ်လို့ယူမှခြင်းနံပါတ်44အတ္တဝိညာဉ်အတ္တလေဟာဖောက်ပြန်ခြင်းမရှိသိပြီးတော့ပြည့်စည်ခြင်းမရှိအမတ်တင်ညာရှိတာလည်းမဟုတ်အမတ်တင်ညာမရှိတာလည်းမဟုတ်လို့ယူမှခြင်းနံပါတ်55 အတ္တဝိညာဉ်အတ္တလေးဟာဖောက်ပြန်ခြင်းရှိတယ်လည်းဟုတ်တယ်ဖောက်ပြန်ခြင်းမရှိတာလည်းဟုတ်တယ်သိပြီးနောက်ပျက်စီးခြင်းမရှိအမတ်တင်ညာရှိတယ်လည်းမဟုတ်အမတ်တင်ညာမရှိတယ်လည်းမဟုတ်လို့အရှုမှားခြင်းနံပါတ်46အတ္တဝိညာဉ်အတ္တလေးဟာဖောက်ပြန်ခြင်းရှိတယ်လည်းမဟုတ် ဖောက်ပြန်ခြင်းမရှိတယ်လည်းမဟုတ်သိပြီးနောက်ပျက်စီးခြင်းမရှိအမတ်တင်ညာရှိတယ်လည်းမဟုတ်အမတ်တင်ညာမရှိတယ်လည်းမဟုတ်လို့အရှုမှားခြင်းနံပါတ်49 အတဝိညာဉ်အတ္တလေးရာအစွန်ပန်ချရှိတယ်သိပြီးနောက်ပြည့်စည်ခြင်းမရှိ အမတ်တင်ညာရှိတယ်လည်းမဟုတ်အမတ်တင်ညာမရှိတယ်လည်းမဟုတ်လို့ရှုမှတ်ခြင်းနံပါတ်48အတဝိညာဉ်အတ္တလေးရာအစွန်ပန်ချမရှိသိပြီးနောက်ပြည့်စည်ခြင်းမရှိ အမတ်တင်ညာရှိတယ်လည်းမဟုတ်အမတ်တင်ညာမရှိတယ်လည်းမဟုတ်လို့ရှုမှတ်ခြင်းနံပါတ်49 အတ္တဝိညာဉ်အတ္တလေယအစုံပိုင်းချရှိတယ်လည်းဟုတ်တယ်အစုံပိုင်းချမရှိတယ်လည်းဟုတ်တယ်တေပြင်းတော်ပျက်စီးခြင်းမရှိအမတ်တင်ညာရှိတယ်လည်းမဟုတ်အမတ်တင်ညာမရှိတယ်လည်းမဟုတ်လို့ရှုမှတ်ခြင်းနံပါတ်50အတ္တဝိညာဉ်အတ္တလေယအစုံပိုင်းချရှိတယ်လည်းမဟုတ်အစုံပိုင်းချမရှိတယ်လည်းမဟုတ်တေပြင်းတော်ပျက်စီးခြင်းမရှိအမတ်တင်ညာရှိတယ်လည်းမဟုတ်အမတ်တင်ညာမရှိတယ်လည်းမဟုတ်လို့ရှုမှတ်ခြင်းနံပါတ်51 တချို့ကခန္ဓာကိုယ်အတ္တကြီးဟာပထဝီအာဘောတေဇောဝါယောတို့မဟာဘုလေးပါအစုအဝေးဖြစ်ပြီးမိဘတို့မှပောက်ဖွားလာတာဖြစ်တယ်။ဒါကြောင့်ခန္ဓာကိုယ်အတ္တကြီးပျက်စီးသွားရင်ဘာမှမရှိတော့လို့အယူမှခြင်းနံပါတ်50နဲ့အာဘောကအယူရှိတဲ့လူကို တခြားတစ်ယောက်ကနေလူမှဖြစ်တဲ့အတ္တဟာလုံးဝပြတ်တာမဟုတ်သေး။နှစ်တွေမှာအစာအာဟာရနဲ့ရုပ်ရှိတဲ့ အခြားအတ္တတွေလည်းရှိသေးတယ်ဒီအဲ့ဒီအတ္တဟာကိုယ်ကောင်ပြက်စင်းမှလုံးဝပြက်ဆဲသွားတယ်လို့အရှုံးမှခြင်းနာမည်90သောအဘောကအယူရှိတဲ့လူကိုတခြားတယောက်ကနေနတ်တွေမှာဖြစ်တဲ့အတ္တဟာလုံးဝမပြက်လုံးဝပြက်သေးတာမဟုတ်သေးရုပ်ဗျမအပြည့်တွင်ဇံစိတ်ကြောင့်အလုံးစုံသော အင်္ဂါကျင့်ငယ်တို့နဲ့ပြည့်စုံတဲ့ အခြားအတ္တတွေလည်းရှိသေးတယ်။အဲ့ဒီအတ္တဟာကိုယ်ကောင်ပျက်စီးမှလုံးဝပျက်ဆက်သွားတယ်လို့အရှင်မကျင်နံပါတ်54အဘောကအယူရှိတဲ့လူကိုတခြားတယောက်ကနေရူပပြမတွေရဲ့အတ္တဟာလုံးဝပျက်သေးတာမဟုတ်သေး။အာဂန္တနေဇာယတနာမြမဘုံတွင်အခြားအတ္တတွေလည်းရှိသေးတယ်။အဲ့ဒီအတ္တဟာကိုယ်ကောင်ပျက်စီးမှလုံးဝပျက်ဆက်သွားတယ်လို့အရှင်မကျင် နံပါတ်55အဘောကအယူရှိတဲ့လူကိုတခြားတယောက်ကနေအာဃာတနေသာယရဏဗျမဘုံကအတ္တသည်လုံးဝပြတ်သေးတာမဟုတ်သေးဝိညာဉ်နေသာယရဏဗျမဘုံတွင်အခြားအတ္တတွေ့ရှိသေးတယ်အဲ့ဒီအတ္တဟာကိုယ်ကောင်ပြည့်စုံမှလုံးဝပြည့်စဲသွားတယ်လို့အချုပ်မှချင်းနံပါတ်56အဘောကအယူရှိတဲ့လူကိုတခြားတယောက်ကနေဝိညာဉ်နဲ့သာယရဏဗျမဘုံကအတ္တသီလီလုံးဝ ပြက်သေးတာမဟုတ်သေးအာဂိဉ္စညာယရဏဗြဟ္မဘုံတွင်အခြားအတ္တတွေရှိသေးတယ်အဲ့ဒီအတ္တဟာကိုယ်ကောင်ပြည့်စုံမှလုံးဝပြည့်စက်သွားတယ်လို့အရှုံးမခြင်းနမ50ခွန်အဘောကအယူရှိတဲ့လူကိုတခြားတရားကနေအာဂိဉ္စညာယရဏဗြဟ္မဘုံကအတ္တသီလီလုံးဝပြည့်သေးတာမဟုတ်သေး

အထဘယူရှိသူကိုတခြားတရားကနေကာမဂုဏ်၅ပါးချမ်းသာဟာဖောက်ပြန်ပျက်စီးတတ်တဲ့ဒုက္ခဆင်းရဲတရားတွေနဲ့ပြည့်နှက်နေတာမို့ဝမ်းနဲ့ပူဆွေးစိတ်ဆင်းရဲစိတ်ဆင်းရဲခြင်းတွေဖြစ်နေတာကြောင့်ချမ်းသာစေမဟုတ်သေးဝိတဝိဇ္ဇာရတို့နဲ့တကဝဖြစ်ပြီးနိဝရဏတို့မှခင်းစိတ်တဲ့ရူပပထမဇံချမ်းသာခံစားရတဲ့အတ္တသာမျက်မှောက်နိဗ္ဗာန်လို့အရှုံးမခြင်း နံပါတ်60အထဘာယူရှိတိကိုတခြားတရားကနေရူပပထမဇံမှာစံတန်းတဲ့ဝိတ္တဝိสารတရားတို့ရှိနေခြင်းကြောင့်ချမ်းသာစေမဟုတ်သည်ဝိတ္တဝိสารကိုလွန်မြောက်တဲ့ဒုတိယဇံချမ်းဒုတိယဇံခံစားရတဲ့အတ္တသာမျက်မှောက်နိဗ္ဗာန်လို့အရှုမခြင်းနံပါတ်61အထဘာယူရှိတိကိုတခြားတရားကနေဒုတိယဇံဒုတိယဇံမှာစံတန်းတဲ့နှစ်သိမ့်ခြင်းပီတိ စိတ်တက်ကြခြင်းရှိသေးတာကြောင့်ချမ်းသာစေမဟုတ်သည်ပိတိကိုလွန်မြောက်ပြီးကာယကဒုက္ခစေတသိကဒုက္ခတို့နှင့်ပြည့်စုံသောတရိယဇံခံစားရတဲ့အတ္တသာ မျက်မှောက်နိဗ္ဗာန်လို့အယူရှိယူရှိခြင်းအယူမှခြင်းနံပါတ်62အထမယူရှိသည်ကိုတခြားတရားကနေတတိယဇံမှာစံတန်းနဲ့ချမ်းသာခြင်းဒုက္ခရှိသေးတာကြောင့်ချမ်းသာစေမဟုတ်သည်ဒုက္ခလည်းမရှိဒုက္ခလည်းမရှိတဲ့ ထံဝန်းကျင်စင်ကြဲခြင်းသရဒ္ဒဇံခံစားရတဲ့အတ္တတမျက်မှောက်နိဗ္ဗာန်လို့အရှုမခြင်းတို့ဖြစ်ပါတယ်ဤ62ပါသောမိစ္ဆာရတိယူတို့သည်တက္ကရာဒိဋ္ဌိ၌အမြင့်တွေပေါက်ဖွားကြလေ၏တနည်းအားဖြင့်တက္ကရာဒိဋ္ဌိသည်62မျိုးသောဒိဋ္ဌိတို့၏ခေါင်းဆောင်ဖြစ်ပြီးခေါင်းဆောင်တက္ကရာဒိဋ္ဌိပြုတ်လျင်ကျန်ဒိဋ္ဌိအလုံးအကျဉ်းအကျံမရှိပြုတ်လေ၏ ောတံပတိမတိတက္ကာယဒေတိကအနုတ္တိယပါမကြေအောင်ပဲတလိဤကမေဧကမိစ္ဆာဒေတိ62ပတ်ရဲ့အဓိပ္ပာယ်ဖြစ်သည်ဓမ္မမိစ္ဆေသူတော်ဇင်မြအလုံးဓမ္မဘုဒ္ဓတရရှိစေရန်62ပါသောမိစ္ဆာဒေတိတို့မှ လုတ်ကင်းစေရန်ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်ကိုစိတ်နှပြဘေးရန်ကွာ